မနိုခရိုနီကယ်အပီလာလေးရဲ့မြင်ကွင်းပြည်ရင်းစစ်ရဲ့ကာလမှာရာစုနှစ်အတွင်းအပြင်းထန်ဆုံးငလင်တန်းခံရတဲ့မြန်မာနိုင်ငံမြန်မာရင်ကျေးမှုရဲ့ဗဟုချက်လည်းဖြစ်ပြီးအထက်မြန်မာနိုင်ငံလိုရေဝရအဖြစ်ခေါ်ဆိုကြတဲ့ကချင်စကိုင်းချင်းစတဲ့ဒေသတွေကကုံတွယ်မှုနဲ့ပညာရေးလူမှုရေးစုံရက်လိုဖြစ်နေတဲ့မန္တလေးမြို့ဗုဒ္ဓဘာသာရဲ့ဖျားပထိုးစီဒီတွေနဲ့ပြည့်နှံ့နေပြီးဘုံတော်ကြီးကျောင်းသီလရှင်ကျောင်းတွေတောင်တန်းတလျှောက်အစီအရေရှိတဲ့စကိုင်းတောင်နဲ့ စကိုင်းမျိုးတို့ကိုအကြီးအကျယ်ပျက်စီးစေခဲ့တဲ့အခုလိုစကိုင်းဒေသကိုဗဟုပြုတဲ့ငလင်ရဲ့ထိခိုက်သေးဆုံးမှုဘလောက်ရှိမလဲအဆောက်အဦစီးပွားရေးလုပ်ငန်းအတက်မွေးဝမ်းကြောင်းတွေနဲ့ရှေးဟောင်းအမွေနှစ်တွေစတဲ့ရုပ်ဝတ္ထုပျက်စီးမှုပမာဏဘလောက်ရှိမလဲဆိုတဲ့အချက်တွေကအခုအချိန်မှာဘယ်အဖွဲ့အစည်းကမှအတိအကျမသိရှိနိုင်သေးပါဘူး။ငလင်တန်းကြောင့်တည်ဆုံမှုတွေကိုရေတွက်နေဆဲမှာပဲအမေရိကန်နိုင်ငံဘူမိဗေဒတိုင်းတာရေးဌာန USGS ကတော့ငလင်ရဲ့ပြင်အားဂျိုရုမြေပုံတွေကိုအခြေပြုပြီး ထိခိုက်ပျက်စီးမှုတန်ဖိုးပမာဏကိုကန်ဒေါ်လာ69ဘီလီယံကျော်လို့မှန်းဆထားပါတယ်။ဒီပမာဏဟာမြန်မာနိုင်ငံတနိုင်ငံလုံးရဲ့အတည်င်ကုန်ထုတ်လုပ်မှုတန်ဖိုးထက်ကျော်လွန်နေတယ်လို့လည်းဆိုပါတယ်။ဒီမှန်းဆချက်ဘလောက်တိကျတယ်မတိကျတယ်ခုချိန်မှမပြောနိုင်သေးပေမယ့်မြန်မာနိုင်ငံအပေါ်အခုငလင်ရဲ့ထိခိုက်မှုတွေကပြီးခဲ့တဲ့ရာစုနှစ်အတွင်းဖြစ်တဲ့ဒုတိယကမ္ဘာစစ်ကာလ1949ခုနှစ်1952ခုနှစ်ပြည်တွင်းစစ်ကာလတွေရဲ့ ထိခိုက်ဆုံးရှုံးမှုတွေနဲ့နှိုင်းယှဉ်ရမယ့်ဆုံးရှုံးမှုပမာဏဖြစ်ပါလိမ့်မယ်။ဒုတိယကမ္ဘာစစ်မှာမြန်မာတနိုင်ငံလုံးကိုစစ်မြေပြင်အဖြစ်တစ်ဆင့်ပြီးတစ်ဆင့်ဖြစ်စေကလင်းရင်ပုံကျဲမှု အခြေခံအဆောက်အဦတွေမြေလံဖြက်စီးမှုတွေလူမျိုးရေးအထိကရုံတွေအငတ်ဘေးတွေယောဂါကပ်ဘေးတွေနဲ့အသက်ပေါင်းတောင်းသိမ့်နဲ့ချီတည်ဆုံးကတတိုင်းပြည်လုံး၃နှစ်တာကမ္ဘာစစ်ကြီးကိုဖျက်ဆီးခဲ့ကြရတာဖြစ်လို့အခုပြည်တွင်းစစ်ထက်ပိုပြီးပြည်စီဆုံရှုံမယ်ဆိုတာတန်တရားရှိစရာမလိုပါဘူး။ တဖန်ဒုတိယကမ္ဘာစစ်ပြီးနောက်၄နှစ်အကြာမှာမြန်မာနိုင်ငံကပြည်ရင်းစစ်တဲတပ်ဆင်ခဲ့ရပြန်ပြီးအဲ့ဒီ၃နှစ်တာကာလမှာတည်ဆုံမှုအရေးအတွက်ဟာအရက်သား၂၀၀၂လက်နက်ကိုင်းနဲ့အရက်ဖတ်ဝန်တန်း9800ရှိတယ်လို့မှတ်တမ်းတွေကဆိုပါတယ်ပြည်သူလူထုပိုင်ပစ္စည်းဆုံးရှုံးမှုကကန်ဒေါ်လာ95တန်းယခုကာလကန်ဒေါ်လာတန်း1268နဲ့ညီမျှတဲ့ပစ္စည်းဆုံးရှုံးမှုရှိခဲ့တယ်လို့ မှတ်တမ်းတွေရသိရပါတယ်။အဆိုပါကိန်းဂဏန်းတွေနဲ့နှိုင်းရှင်ရင်အခုလက်ရှိ2021ခုနှစ်နောက်ပိုင်းပြည်တွင်းစစ်ကာလမှာပျက်စီးဆုံးရှုံးမှုနဲ့ပတ်သက်လို့ခက်မှန်ကိန်းဂဏန်းတွေမတွေ့ရှိရသေးလို့မသိနိုင်သေးပေမယ့်ပါလီမန်ဒီမိုကရေစီခေတ်ပြည်တွင်းစစ်ကာလထက်များပြားမှာအသေးချာဖြစ်ပါတယ်။အဲဒီကာလထက်လူဦးရေတိုးတက်များပြားပြီးလူဦးရေအကျိုးစားနဲ့အမျှစီးပွားရေးတုတေပမာဏလည်းကြီးမားလာကြ။ 2025ခုနှစ်မတ်လ28ရက်နေ့ငလင်ဘေးမှာတိခိုက်ပျက်စီးမှုပမာဏကဘလောက်ထိများပြားမယ်ဆိုတာမှန်းစာကြည့်နိုင်ပါတယ်။ဒီကိန်းကနန်းတွေပျက်စီးမှုပမာဏတွေဟာနိုင်ငံပြန်လည်ထူထောင်မှုနလန်ထူဖို့ရမှာဘလောက်ထိစိန်ခေါ်မှုတွေကြီးမားနိုင်တယ်လဲဆိုတာပြသနေတာဖြစ်ပါတယ်။ရုပ်ဝတ္ထုပျက်စီးဆုံးရှုံးမှုလိုပဲတစ်ဖက်မှာစိတ်ပိုင်းဆိုင်ရာထိခိုက်ဆုံးရှုံးမှုတွေကလည်းတိုင်းတာဖို့မလွယ်ကူလောက်တဲ့အတိုင်းအတာနဲ့ရှိပါတယ်။ရုပ်ပိုင်းနဲ့စိတ်ပိုင်းထိခိုက်ရတဲ့ဒဏ်ရာတွေကနှစ်ဆိုင်လွန်လာတာကြောင့် စိတ်စိတ်မကြည့်ရဲလောက်အောင်ပင်ဖြစ်ရပါတယ်။မန္တလေးစကိုင်းကြောက်စဲပြောပဲပြင်မနာနေပြည်တော်စတဲ့မြို့တွေက နေထိုင်သူတွေရဲ့စိတ်ထိခိုက်ကြီးကွဲစရာအဖြစ်ပြက်တွေကဆိုရှယ်မီဒီယာမှာပြန့်နှံ့နေတာပါ။ post တစ်ခု၊ video clip တစ်ခု၊ဓာတ်ပုံတစ်ပုံကကြည့်ရှုသူကိုမျက်ရည်ကျစေစိတ်ထိခိုက်စီလောက်တဲ့အဖြစ်ပြက်တွေကြီးဖြစ်ပါတယ်။အဖြစ်ပြက်တိုင်းဟာကြီးကွဲစရာအတိနဲ့ဒီလိုစိတ်ဒဏ်ရာရုပ်ဝတ္ထုဒဏ်ရာတန်ချက်တွေကနေရုံထားဖို့တွေးစာကြည့်တဲ့အခါ ပဝင်းကျင်မာလဲအလားတူဖြစ်ရက်တွေခံစားမှုတွေနဲ့ကြုံတွေ့နေရသူ အများပြားရှိနေလို့ဒီတဘာဝဘေးတံမိသားစုခွဲခွာရခြင်းရဲ့ဒဏ်တွေကိုဘလို့ရင်ဆိုင်ကြော်ဖြတ်ကြမလဲဆိုတာတွေးကြည့်ုံနဲ့တင်ကြည်ကွဲဝမ်းနည်းစရာဖြစ်တွေဖြစ်ပါတယ်။ငလီတန်ခံရတဲ့ဒေတာကမဟုတ်တဲ့သူတွေပင်လည်းအပြစ်မှာမျက်စိနဲ့ကိုယ်တိုင်းမမြင်ရအနှံ့အသက်တွေကိုယ်တိုင်းမခံစားရပျက်စီးမှုရဲ့မြင်ကွင်းကျယ်ကိုမိမိမျက်စိနဲ့မမြင်ရသည့်တိုင် စိတ်နှလုံးကြည်ခွဲထိခိုက်စေတာဖြစ်ပါတယ်။မြန်မာနိုင်ငံအဖို့အခုလိုပြည်ရင်းစစ်ရဲ့အရှိန်ဟုန်မြင့်မားဆုံးကာလမှာယာစုနှစ်တစ်ခုမှာတစ်ချိန်လောက်ကြုံရတဲ့ငလင်ပေးနဲ့ရင်ဆိုင်ရခြင်းဖြစ်ပါတယ်။နိုင်ငံရဲ့ကံကြမ္မာလူမှုတွေရဲ့ကံကြမ္မာကဆိုးရွားလွန်လာတယ်လို့သာဆိုကြမှာတော့တယ်။ငလင်တန်းခံရတဲ့ဒေတာအချို့ဟာစစ်ပွဲတွေဖြစ်ပွားနေတဲ့ဒေတာဖြစ်နေတာကဆိုးရွားလွန်လာပါတယ်။သခိုင်းလိုဒေတာမှာမကြသေးခင်ကစစ်ကောင်စီတပ်နဲ့ PDF တပ်တွေတိုက်ပွဲဖြစ်ခဲ့ပြီး မြေမြုပ်မိုင်းတွေရှိနေတဲ့နေရာမျိုးမှာငလင်ကယ်ဆယ်ရေးတွေလှုပ်ဆောင်နေရတာလဲစိတ်ထိခိုက်စရာဖြစ်ရက်တွေဖြစ်ပါတယ်။သခိုင်းမျိုးကနေမင်းကုန်းကိုသွားတဲ့ကားလမ်းပေါ်ကခိုးရောင်ရွာမှာမကြသေးခင်ကာလကပဲလူနေအိမ်တွေနဲ့ကားတချို့ကိုမီးရှို့ထားလို့ပျက်စီးနေတဲ့မြင်ကွင်းဒေသခံတွေတခြားမှာထွက်ပြေးတင်းရှောင်နေကြရတဲ့အဖြစ်တွေကငလင်ပြီးကြုံနေရချိန်မှာမြင်တွေ့ရတဲ့မြင်ကွင်းတွေဖြစ်ပါတယ်။လွန်ခဲ့တဲ့နှစ်တရာကနေ150ကြာကာလ မြမသမိုင်းကိုပြန်ကြည့်ရင်ဗြိတိရှ်ကိုလိုနီအဖြစ်ကြားရောက်တဲ့နောက်ပိုင်းအထက်မြမနိုင်ငံနဲ့အခြားဒေသတွေကလက်နက်ကိုင်ပုံကံမှုတွေကိုဗြိတိရှ်ကိုလိုနီအစိုးရကရက်စက်စွာနှိမ်နှင်းခဲ့တဲ့ပြည်ရင်းစစ်တပွဲကာလဒုတိယကမ္ဘာစစ်ကာလပါလီမန်ဒီမိုကရေစီခေတ်ပြည်ရင်းစစ်ကာလနဲ့အခု2021ခုနှစ်ဆရာနာသိမ့်ပြီးပြည်ရင်းစစ်ကာလတွေဟာမြန်မာနိုင်ငံကလူလူအဖို့အမောင်မိုက်ဆုံးနဲ့ဒုက္ခပင်လယ်ဝေရဆုံးကာလတွေအဖြစ် မှတ်တမ်းတင်ရမယ့်အချိန်ကာလတွေလို့ဆိုရမှာဖြစ်ပါရဲ့ရှင်။